ုပညာကြီးအရာလောက်လောက်ငန်းကမရဘူးမရဘူးအဲ့လိုဒီတကားရိုက်နေရတယ်ဟုတ်ပြီဒီတကားရိုက်ပြီးကြလို့ရှိရင်နောက်တကားအတွက်ကိုဒီတကားကဒီနေ့ပြီးသွားပြီဆိုလို့ရှိရင်နောက်တကားကိုရိုက်ဖို့အတွက်ကိုဒီ35လမ်းတို့36လမ်းတို့ဒီမှာတွားပြီးတော့ဟိုထိုင်ပြီးတော့အလုပ်ရှာရတာပေါ့နော်အဲ့အဲ့လိုဘဝမျိုးရောက်သွားတာအဲအရန်လဲဟိုရိုက်ဦးရေးတွေကသူ့ဟာနဲ့သူရှိတယ်ဆိုပြီးမှသူအနေနဲ့ ဒီနောက်ပိုင်းတွေမှာဝင်လာကြတဲ့တရုတ်ဆောင်ဘိုင်းတွေကကြားများလာတဲ့ခါကျတော့ဟောအများကြီးဟိုအမျိုးသားလူတွေအခက်ခဲရှိတယ်။အဲဇကာကြီးတွေအခုနောက်ပိုင်းတွေပြန်ရောက်ရိုက်လာကြပြီဆိုတဲ့ခါကျပြန်တော့လေတကယ်လုံးကအမျိုးသားတို့ရပ်ဖို့အနေနဲ့လုပ်ပြီးတော့ဝင်းစာရှာနေရတဲ့အဲသူတွေရဲ့နေရာမှာမင်းသားမင်းသမီးတော်တော်များများကဝင်ပြီးတော့တရုတ်ဆောင်တွေရတယ်။ဘာလဲ ြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ MSB ဟိုဒီဇလန်းကတော်တော်လေးတော့ထူကြပါပါဆိုလျှို့ဝဲတဲကိုဟိုဇလန်းမျိုးလိုဖြစ်နေပြီးတော့လည်းဟိုကျွန်တော်ကိုယ်တိုင်ကလည်းဒီဇလန်းတွဲမှာစိတ်ဝိညာဉ်တွေတရားအနေနဲ့ဟိုပေါ်ဝင်တရားဆောင်ကိုရခဲ့ပါတိတ်ပြောဟို ့ဥပါကြီးဖြစ်ပြီးယူညံ့နေတဲ့အယူတယောက်ကြီးတော့မဟုတ်ဘူးပေါ့နော်။ဟိုဟာပေါ့ဟိုရင်လေးနဲ့ယူတယ်။အဲပြီးတော့ဟိုစကားပြောလို့ဆိုလို့ရတယ်။ဒါပေမဲ့ဟိုတစ်ချက်တစ်ချက်ကိုထထားပြီးတော့ဖောက်တဲ့အနေအထားမျိုးပေါ့နော်။အဲအဲ့လောက်ကလေးပဲကျွန်တော်ဒီဥဆောင်ကိုရခဲ့တယ်။ထပ်ပါတော့။အမွေကိစ္စတွေလည်းမြင်မြန်ပြပြအောင်ခွဲလိုက်တော့မြင်မြန်ပြန်ရတာပေါ့ရှင်။ဟာလူသတ်မှုမြို့ဝင် ဟုတ်ကဲ့ဟိုအရင်ဆိုတော့ဟိုရိုက်ကူးရေးအနေနဲ့ကတော့တိတ်ပြီးတော့မရှိလာပါဘူး။ဟိုတခါခါဒီလိုပဲဒီဇလန်းတွဲလေးတွေအာဒီဖိုးကနေပြီးတော့ခေါ်တဲ့ဇလန်းတွဲလေးတွေရှိတယ်။နောက်ဟိုအပြင်ဟိုတကယ်ချင်းတွေဘက်ကနေပြီးတော့ရိုက်တဲ့အပြင်ကုမ္ပဏီကရိုက်တဲ့ဇလန်းတွဲတွေပေါ့နော်။အဲအဲ့လိုတွေရိုက်ရပါလား။တခါခါကျတော့လေဒီလို ောက်မြန်လေးရောက်ဥယျာဉ်မှုလို့ဇာလန်တွေကြီးဟိုဟာကြီးပေါ့နော်ဇာကားကြီးပေါ့အဲအဲ့လိုဇာကားကြီးတွေမှာလဲပါဝင်တရုပ်ဆောင်ဝင်ရပါဒါပေမဲ့လို့ဟိုးအရင်လိုတော့ဘယ်လိုပုံလဲဆိုတော့တိုက်တိုက်ဝန်းဝန်းနဲ့ရဲရတာမျိုးပေါ့ဟိုရက်ပိုင်းလောက်ကလေးတွေပဲဖြတ်ဖြတ်ပြီးတော့ရိုက်ကြလို့ရှိတယ် daily ပေါ့နော်အဲ့ဒီ daily ပုံစံမျိုးနဲ့ရဲနေရတာများပါတယ်အဲ့တော့ဟိုဇာကားတကားကိုတရက်နှစ်ရက်လောက်ပါပြီးရင်ပြီးသွားပြီအဲ့အဲ့လိုဖြစ်သွား အနည်းနဲ့အများတော့ဟိုပြုံးလဲမှုတွေလည်းရှိဘူး၊ကွာခြားမှုတွေလည်းရှိပါတယ်။ဟိုအရင်တုန်းကတော့ဟိုအမှုသားတို့ရုပ်ရှင်ဟောပေါ့ဟို black and white kit အ black and white kit မှာကတော့ဟိုဘာမှမသိတာဘူး။ဘာဖြစ်လို့လဲကိုကလည်းငယ်ရွယ်တဲ့အချိန်လေးဖြစ်နေတယ်။အဲပြီးတော့ဟိုဇကားကြီးတွေကလည်းတကားပြီးတကားဆက်ပြီးတော့ရိုက်နေရတယ်ဆိုတဲ့အခါကျတော့တိတ်ပြီးတော့ခက်ခဲမရှိတော့ဘူးကွာ။ ဟောကိုနေတာလည်းဒီသူခုမှရုပ်ရှင် channel မှာနေတာဆိုတဲ့အခါကျတော့အပြင်ကွန်မတီတွေကမရိုက်တော့မှအဲသူခုမှရုပ်ရှင်ကွန်မတီ channel မှာပဲနေနေတဲ့သူဖြစ်ခဲ့တဲ့ကြောင့်ဟိုဦးမြတ်တန်းကနေတဲ့တိတ်ပြဇာကဟိုရိတ်ကူးကြီးကမပြတ်တော့ဘူးနော်အော်နောက်ပိုင်းတွေကဗီဒီယိုလောကကြီးပေါ်ပေါက်လာပြီဆိုတဲ့အခါကျဗီဒီယိုလောကမှာဥပဒေနဲ့ဆက်ကူမကူအနေနဲ့ရုပ်ရှင်လောကသားတယောက်အနေနဲ့ဒီခါဆက်ပြီးတော့ဗီဒီယိုလောကမှာဆက်ပြီးရိုက်တယ် ရိုက်တဲ့အခါကျတော့လေကျွန်တော်လေးအောင်မြင်မှုရှိမှလည်းအောင်မြင်မှုလေးတွေရထားတဲ့အခါကျတော့အမှုသန်းတို့အနေနဲ့ရေကူးကြီးအတွက်ကတိတ်ပြီးတော့မခေရင်းလောက်ဘူး။ဟောတကားပြီးတကားတကားပြီးတကားဒီလိုပဲဆက်ပြီးတော့သွားနေရတာဆိုရင်ရှိတယ်။ဒါပေမဲ့ခက်ခဲတာပါလဲဆိုတဲ့အခါကျတော့အမှုသန်းတို့ဇက်ဖို့အနေနဲ့ဟိုတော်တော်လုံးဝလုံလာခဲ့တဲ့ဟိုဟိုလုံရဖြစ်တဲ့အတွေ့အကြုံပေါ့နော်။ဟိုအမှုသန်းတို့အနေနဲ့ဒီဆက်ဆောင်ဟိုဒါရိုက်တာတို့ဒီလို ီအမှုပညာကြီးအရာလောက်လောက်ငန်းကမရဘူးမရပါဘူးအဲ့လိုဒီတကားရိုက်နေရတယ်ဟုတ်ပြီဒီတကားရိုက်ပြီးဆိုလို့ရှိရင်နောက်တကားအတွက်ကိုအဒီတကားကဒီနေ့ပြီးသွားပြီဆိုလို့ရှိရင်နောက်တကားကိုရိုက်ဖို့အတွက်ကိုဒီ35လမ်းတို့36လမ်းတို့ဒီမှာတွားပြီးတော့ဟိုထိုင်ပြီးတော့အလုပ်ရှာရတာပေါ့အဲ့အဲ့လိုဘဝမျိုးရောက်သွားတာအာအရန်လဲဟိုရိုက်ဦးရေးတွေကသူ့ဟာနဲ့သူရှိတယ်ဆိုပြီးမှသူအနေနဲ့ ဒီနောက်ပိုင်းတွေမှာဝင်လာကြတဲ့တရုတ်ဆောင်ပိုင်းတွေကကြားများလာတဲ့ခါကျတော့ဟိုအများကြီးဟိုသူတို့လူတွေအခက်ခဲရှိတယ်အဲဇကားကြီးတွေအခုနောက်ပိုင်းတွေပြန်ရောက်ရိုက်လာကြပြီဆိုတဲ့ခါကျပြန်တော့လေတတလုံးကအမျိုးသားတို့ရပ်ဖို့အနေနဲ့လုပ်ပြီးတော့ဝင်းစာရှာနေရတဲ့အဲသူတွေရဲ့နေရာမှာမင်းသားမင်းသမီးတော်တော်များများကဝင်ပြီးတော့တရုတ်ဆောင်ကြီးရတယ် ဦးစန်းတို့ဆိုပြီးရှင်တော်တော်လုံးကဒီဟာသာဒီကုဆောင်အနေနဲ့ပေါ့နော်ဒီကုဆောင်လေးရတာပေါ့ဒါပေမဲ့နောက်ပိုင်းနေမှာဒီဇကားတွေရိုက်တဲ့ဟာတွေဘယ်လိုဖြစ်လာလဲဆိုတာကြတော့ဒီဇကားကြီးတစ်ခါမှာမင်းသား၃ယောက်မင်းမီ၃ယောက်၄ယောက်အဲ့လိုမျိုးတွေပေါ့နော်ထည့်ပေးရအဲ့ဒါဘယ်သူကဟောအဓိကမင်းလဲဆိုတာကဒါသူတို့ကသူတို့ပါသိဒါပေမဲ့မင်းမဟုတ်တဲ့မင်းသားမင်းမီတွေကိုယ်တိုင်ကဦးစန်းတို့ လူနေရာဇက်ပို့နေရာတွေမှာဝင်ပြီးတော့ဟာတာတွေလုပ်ကြတယ်နော်ဟိုဟိုဖိုက်တင်းတွေဘာကြီးလဲဝင်ထူးကြတယ်ပေါ့ရုပ်ရုပ်တွေပေါ့နော်ဒီဟာတာကားတွေဘာကြီးမှာအဲ့လိုဝင်ပြီးတော့ရိုက်လာကြပြီဆိုတဲ့အခါကျအမှုဇန်တို့ကတဖြည်းဖြည်းအမှုဇန်တို့အမှုပညာပိုင်းကတဖြည်းဖြည်းဆုတ်ယုံလာတယ်ပေါ့ဟိုနောက်ကိုဆုတ်ပြေးလဲရတယ်သူတို့တွေကနေရာဝင်ယူကြတာပေါ့အဲ့တော့တကယ်တမ်းဒီစုချင်းမြင့်ဝဲတို့ဘာတို့ ဒီကျင်းပပြီးဆိုတဲ့အခါကျတော့ဥဒ္ဒလူရအဲ့မှာနေရာမရတော့အဲ့လိုဖြစ်အခုဟိုဘာတခုကောင်းသားပြန်ပြီလေဆိုတဲ့အခါကျတော့ဥဒ္ဒလူအနေနဲ့အရင်တော့ဗီဒီယိုလောကမှာရတဲ့ချင်းနှုံးတွေထက်တော့ပုံပြီးတော့ရလာတယ်အခန်းအရေးအတွက်နည်းပြီမယ်လို့ပေါ်ဝင်တရုပ်ဆောင်မှုနည်းပြီမယ်လို့ဥဒ္ဒလူအနေနဲ့နည်း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 မဟုတ်တော်တော်လေးထိုက်တန်တဲ့ ဝိကြီးပမာဏပေါ့နော်အတုပညာကြီးလေးတွေရလာတယ်ဟိုအရင်တော့ကလူဒီရတဲ့ဇင်းလေးနဲ့ကိုဗျိုင်းရမှာဆိုလို့ဆိုပြီးတော့ဒီကုမ္ပဏီကရိုက်တဲ့ကားတွေမှာကိုမပေါမှာဆိုလို့ကိုနေရကိုသူများဝင်မှာဆိုလို့ဆိုပြီးတော့သူတို့ပေးတဲ့ဇင်းလေးနဲ့ပဲရဲနေရတဲ့ဘဝကနေပြီးအခုချိန်မှာအာတော်တော်လေးအချိန်လေးကောင်းလာပြီလို့ပြောရမှာပေါ့နော်ဟိုတကားလုံးအနေနဲ့ contract ကြီးအနေနဲ့ပတ်စံရတာမျိုးမဟုတ်ဘူးလေလို့ ဟိုဒေးလီအနေနဲ့တရသွင်းလောက်ဝင်နေဆိုလို့ရှိရင်လေဦးဦးသန်းတို့ရတဲ့အနုပညာကြီးလေးကဟိုဦးဦးသန်းတို့မိသားစုအတွက်ကိုတခတ်စာဓာတ်ပုံ10ရက်စာလောက်ကတော့ကောင်းကောင်းစားလို့ရတယ်ပေါ့အနုပညာကြီးလေးတွေကလည်းမြင့်လာတယ်မိနာနဲ့အမြကိုရင်းနှုံးတွေကလည်းမြင့်လာကြတယ်လေအဲ့တော့ဦးဦးသန်းတို့အနေနဲ့တောင်းတန်းရုံအရင်တော့ကလို့အာနာသမှုနဲ့ဟိုပြည့်ရဲ့ဇီလေးနဲ့ရိုက်လို့တော့မရတော့ဘူးကွာငါတို့တွေလည်းလို့ရှိရင်ဘွားတစ်ပါးကြီးလည်း အဲချီးတဲ့လူတွေလည်းဖြစ်လာအတိတ်တွေလည်းချီးလာကြတယ်ပြည့်ခါကျငါတို့တွေစောက်ဖို့တောက်ဖို့လည်းငါတို့နဲ့တန်ရာတန်ကြီးပေါ့နော်အဲတန်တလောက်ဟောခင်းမြစီခြင်းလည်းဆိုပြီးတော့ဟိုပြောရတာပေါ့နော်အဲပြေးကြပါလေပြေးကြပါလေဟိုဒါပေမဲ့ရိုက်တဲ့ရက်ကနေတဲ့အခါကျဦးတန်းတို့တို့ကဟိုပြုတ်ပြုတ်မြူးမြဲ့မြဲ့ရလာတယ်ပေါ့တခါခါကျတော့လေဒီဟိုဟာပေါ့ဟိုရန်ကုန်ကနေပြီးတော့ ့ဒီပင်တရားတို့ဘာတို့ကိုသွားရိုက်ဖြစ်တယ်ဇာလန်တွဲကြီးတွေမှာသွားရိုက်ဖြစ်တယ်ဝန်တခန်းပါလို့တော့တခန်းနဲ့ပါဒါတခန်းနဲ့အဲ့ဒီပင်တရားကိုသွားပြီးရဲရတယ်ပေါ့နော်ဒါပေမဲ့အဲသူတို့အနေနဲ့ရလဲဥဒ္ဒန်တို့ဟိုတန်ရတန်ကြီးလူပညာကြီးပြီးပါတယ်ပြီးပါချိန်မြတ်ပါတော်လေဒါအဲ့ဒါမဲ့ဖြစ်တရားတွေစူးစမ်းကြရတော့လေတခါကလေးရောဒါအကယ်ဒမီဆုဆိုတာပေါ့ဗျာလူချင်းနဲ့အစိမ့်မျိုးပေါ်တာဖြစ်ပေါ်မိတာချင်းမရှိပါဘူးဘယ်တော့မှမလည်းမရှိပါဘူး ဘယ်တော့မှမရှိဘူးဆိုတာကိုကတော့ကိုပါဝင်တရုပ်ဆောင်ရမယ်ဟိုကာရီတာအနေနဲ့ပေါ့နော်ဒီဒီဒါရိုက်တာတွေပြီးတဲ့ဇက်လန်းဇက်ကွက်ကြီးကပြီးတဲ့အဲဒီတရုပ်ဆောင်မှုအပေါ်မှာပေါ့နော်အကောင်းဆုံးမဟုတ်တော့မှဟိုအတက်နိုင်ဆုံးကောင်းအောင်တော့ကြိုးစားခဲ့ကြလာကြီးတယ်ပါဘယ်ဟိုတခါမှဘယ်ကားကူမှပေါ်ဝတ်တယ်ဟိုဟိုကမျိုးမရှိပါဘူးသူဒီလိုအမှုပညာအနေနဲ့ လာကျိုးဆောင်ဝင်ရတယ်နေရာပြေးပြီမဲ့လို့ဘုရားတန်တို့အနေနဲ့ဟာအခန်းကံပါဝင်ရတဲ့အခန်းကံကအရန်နေတယ်အဲ့တော့ဘုရားတန်တို့အမှုပညာပိုင်းကိုပြီးတဲ့ဒီဒီဟောပေါ့နော်မမိလောက်အောင်ဒီတရုပ်ဆောင်ကားတဲ့အခန်းမျိုးတွေရတာမရှိဘူးရတာမရှိဘူးအဲ့တော့ဟိုအစားဟာတာဆိုလဲဟာတာတွေလို့ပေါ့နော် အာဥပမာဟိုဥစ္စာတို့ရေလေးတွေညီမလေးတွေဖြစ်ကြလားဟိုဟိုခင်လိုင်းတို့တက်ကူဂုံးမုံတို့လို့ဟိုပေါ့နော်အဲ့ဒါသူတို့တွေကြတော့ तू ကဟိုဆက်ဖို့အနေနဲ့မဟုတ်တော့ तू ကဇက်ဆောင်ပိုင်းတွေပါသွားမင်းသားမင်းသမီးဘက်တွေပါသွားအဲ့ဒီခါကျတော့သူတို့ရေလှုပ်ဆောင်ချက်သူတို့ရေအခန့်ခန္ဓာအနေကအများများသွားများလာဆိုတဲ့အခါကျတော့သူတို့လှုပ်ဆောင်ချက်တွေကအရန်များတဲ့အတွက်ကြောင့်ပြည်သက်တွေကလည်းအရန်ကိုမှတ်မိကြတယ်။အဲ့ဒီအခါမျိုးမှာဒီအကယ်မီအတွက်က ဇလန်းဇက်ွက်ပေါ်ရောသူတို့ရဲ့ character ကြီးအပေါ်မှာသူတို့လှုပ်ဆောင်ချက်ကြီးအပေါ်မှာရိုက်ချက်ကြီးအပေါ်မှာအားလုံးအားလုံးနဲ့ရှင်ပြီးတော့ကြီးလိုက်တဲ့အခါကျတော့သူတို့လှုပ်ဆောင်ချက်ကြီးအရန်ကောင်းတယ်ဆိုရင်သူရမှာပဲ။နောက်ဦးမျိုးသားတို့အနေနဲ့ကျတော့ရကူရတဲ့ရက်ကြီးကလည်းလဲတယ်အခန်းခံရတဲ့အခန်းခံကလည်းလဲတယ်။နောက်ပြီးတဲ့မျက်စိကြားလောက်အောင်ဟိုမှန့်ပြီးလောက်အောင်ပြုံးဆောင်ပြီးခွင့်ပေါ့။အဲ့တော့အဲ့လိုမရခဲ့ပါဘူး။အဲ့တော့ဘယ်တော့မှမလဲအကယ်ဒမီဆိုတာကိုမမှန်းပါဘူး။ အဲတကယ်လို့ကန်ချော်ပြီးတော့များတကားတလီရဥမျိုးတန်ကာရီတာနဲ့လိုက်တော့ဟိုကနေရာဒီဘာကြီးရရဆိုလို့ရှိရင်ညော အကယ်ဒမီရာကုန်ရမှာပေါ့ဥမျိုးတန်အနေနဲ့ကတော့အင်မဂျီတခုလိုပါပဲမမှန်ပါဘယ်တော့မှမမှန်ပါဟုတ်ကဲ့ဟိုကျွန်တော်အနေနဲ့ဇက်ဖို့တယောက်အနေနဲ့ပေါ့နော်ဒီကန်ဆက်ကန်ဇလန်တွေးကြီးမှာကျွန်တော်အဲစိတ်ဝေနာရှင်တယောက်အနေနဲ့အဲတရုပ်ဆောင်ထားတာဖြစ်ပါလေ အဲ့တော့ကျွန်တော်ဟိုထမင်းကျွေးနေရတယ်ပြေးတက်ကြီးများဟိုကျွန်တော်ပြောချင်တာဆိုဒီကန်ဆက်ကန်ဇလန်ငွေကြီးဟာကျွန်တော်အနေနဲ့ကောင်းငယ်လို့တော့မပြောလို့ပါဘူးကျွန်တော်ပါလို့ကောင်းငယ်လို့ပြောသူဖြစ်နေမှာဆိုလို့ပါကျွန်တော်ပြောတဲ့စကားကိုဟိုဘဝင်မကြတာလည်းရှိရှိပါတော့အဲအကောင်းဆုံးကတော့ကျွန်တော်ကိုယ်တိုင်ပါလို့ကောင်းငယ်လို့ပြောဖို့ချက် ။နောက်ပြည်သက်ကြီးအနေနဲ့ဒီဇလန်းတွဲကြီးကိုကြည့်ပြီးတော့ကောင်းရမကောင်းဘူးကိုယ်တိုင်ဝင်ကြည့်ပြီးတော့ဝေဖန်ပြီးကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။အဲကျွန်တော်တို့လည်းဆက်ပြီးတော့ပြည်သက်ကြီးအနေနဲ့ဟာဆက်ပြီးတော့အားပေးကြပါ။ထမင်းကျွေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်။မြန်မာစတာပစာ